တိတ်ဆိုရင်တို့မဂ္ဂဇင်းပြည့်တဲ့ကြီးမင်္ဂလာပါညီမကတော့နေကြီးပါညီမဒီနေ့မှာတော့ကိုရီးယားစစ်တောင်မှကြော်လီကြော်ပြမှာဖြစ်ပါတယ်စစ်တောင်မှမင်တယ်ဝင်းလေးကိုတုံးထားပါတယ်စပြီးတော့စစ်တောင်မှလေးတွေကိုအရသာနေပါမယ်စားလေးထည့်ပါမယ်ပြီးရင်တော့ငရုတ်ကောင်းလေးထည့်ပါမယ်ငရုတ်ကောင်းကိုတချို့ကလည်းအဖြူသုံးတယ်လို့အမဲလေးသုံးကြပါတယ်မိမိချင်းနဲ့တက်ရက်တက်လို့သုံးနိုင်ပါတယ်ဆုံးမှာတော့ ဘေကင်းဆိုဒါလေးထည့်ပါမယ်ဆိုဒါမရှိရင်တော့မတ်စတာပေတို့ဘာလို့လဲသုံးနိုင်ပါတယ်ခုကတော့ကျက်သွုံမျိုးထောင်းထားတာလေးထည့်ပေးပါမယ်ဂျင်းထောင်းထားတာလေးလည်းထည့်ပါမယ်အသားထဲမှာအရသာလေးတွေစိတ်ဝင်သွားအောင်လို့တိတိကျကျလေးနေပေးပါမယ်နေပြီးရင်တော့15မိနစ်လောက်နှက်ထားပါမယ်နော်မွေးတဲ့စိတ်ပြောင်းကုန်ပုံလေးနဲ့ကပ်ပြီးတော့ကြုံမှဖြစ်ပါတယ်အခုနှက်ထားတဲ့ကျက်တောင်ပံလေးတွေကိုပြောင်းကုန်ပုံလေးကပ်ပါမယ် ကြော်တဲ့အခါမှာစီမပေါက်အောင်အတွက်ရဲနောက်ပြီးတော့ဒီစက်တောင်မအရေကွန်လေးရကြော်လိုက်တဲ့အခါမှာဒီကော်မုံကလိုက်တဲ့အတွက်ကြောင့်ကျွတ်ရွာတာမျိုးတွေလည်းဖြစ်သွားပါတယ်။စက်သားကြော်ဖို့အတွက်စီရလည်းအဆင်သင့်ဖြစ်နေပြီးကြော်လို့ရမရကိုတူလေးနဲ့စမ်းကြည့်ပါမယ်နော်။ခုလိုဒီလိုမျိုးအလုံးလေးတွေထွက်လာပြီဆိုရင်တော့စပြီးတော့ကြော်လို့ရပါပြီ။ ခုနကအရသာနှက်ပြီးတော့ဂျုံလေးကြီးကတ်ထားတဲ့စက်သားလေးတွေကိုထည့်ပေးပါမယ်စက်သားကိုကြော်တဲ့အခါမှာတော့မိမိကြော်တဲ့အိုးနဲ့ဆန်းသက်လောက်ပဲကြော်ပေးရပါမယ်မိနစ်25မိနစ်ခန့်ကြော်ရတဲ့အကြောင်းရင်းကတော့စက်သားထဲမှာရှိတဲ့အဆိုတလေးတွေခြောက်သွားအောင်အတွက်ရပြီးတော့စက်သားရဲ့အတွင်းသားလေးတွေကြက်သွားအောင်အတွက်ဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့ရပါပြီဒါလေးတွေကိုစီစစ်ထားရအောင် ဒီလို kitchen tower လေးတွေနဲ့စီလေးတွေစစ်သွားသည့်အထိထားပေးပါမယ်။ကြက်တောင်ဝင်လေးလည်းကြော်ပြီးပြီဆိုတော့စပီတော့ဆော့ချက်ပါမယ်။ဘဲငံပြာကြီးအကြီးထည့်ပါမယ်။တကြားထည့်ပါမယ်။ရှာလကာကြီးထည့်ပါမယ်။ငေဦးသီးအလော်မုံထည့်ပါမယ်။ကိုရီးယားငေဦးသီးအနစ်ဂွန်ကျူးကျန်လေးထည့်ပါမယ်။ပြီးရင်တော့သမအောင်ဝေထားပါမယ်။နောက်ဆုံးမှာတော့ရေလေးထည့်ပေးပါမယ်။ ဒီလိုဆိုရင်တော့ဆော့ချက်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီ။စီထည့်ပါမယ်။ကျက်သွမျိုးထောင်းထားလေးထည့်ပါမယ်။ချင်းလေးပါတစ်ခါလေးထည့်ပြီးတော့ရောပြီးစီသက်ပေးပါမယ်။ချင်းကျက်သူလီနန်လေးလည်းမွေးလာပြီဆိုတော့ခုနကစက်ထားတဲ့ဆော့အရေးလေးကိုထည့်ပေးပါမယ်။ မီအေးအေးလေးနဲ့အနှစ်လေးပြစ်လာသည့်အထိတက်ပေးပြီးရင်တော့စော်ကလေးရပါပြီ။စော်ရည်လေးတွေပြစ်လာပြီဆိုရင်တော့ခုနကကြော်ထားတဲ့စက်တောင်ပံကြော်လေးတွေထည့်ပါမယ်။ကတောင်မန်နဲ့ကိုစော်လေးတွေစင့်ဝင်သွားမှုလို့ပွေပေးပါမယ်။နောက်ဆုံးမှာတော့မီးလေးပိတ်ပြီးတော့အပေါ်ကနေစစ်သွုံမိတ်လေးဖြူယုံနဲ့အရန်ကိုအရသာရှိပြီးစားလို့ကောင်းတဲ့ကိုရီးယားကျတောင်မန်ကျော်လေးရမှာဖြစ်ပါတယ်။ တိတ်ဆွင်းတို့မဂဇင်းပြည့်အသက်ကြီးတော့မသိဘူးနေကြီးကတော့ချက်ပြော်စားပြော်လေးဆိုတော့ချက်ရတဲ့အချိန်မှာပြောသလိုစားရတဲ့အချိန်မှာလည်းအယံကိုပြောပါရယ်ဒါကြောင့်မို့လို့အခုကြီးကြည့်လိုက်ပါအောင်မယ်နော်အပြင်ခွန်လေးကကျွရနေပြီးတော့အတွင်းသားလေးကနုညံ့နေပါတယ်။အစော့အရသားလေးပါပါတော့အရင်ကိုအရသာရှိပြီးစားလို့အရင်ကောင်းတဲ့ကိုရီးယားစက်တောင်မှအမိုက်စားလေးပဲဖြစ်ပါတယ်။